Hello အားလုံးမင်္ဂလာပါ။ကိုတိဖဘော channel ရနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာ။ကဲကျွန်တော်ဒီနေ့မှာတော့ပွဲကြံလေးပွဲရှိတယ်။အဲ့ဒီလေးပွဲကိုကျွန်တော်တုံးတက်ပေးသွားမှာဖြစ်ပါတယ်။ဟောဒီနေ့ရောဗီဒီယိုအစောကြီးတင်လို့ရတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ဒီရက်ပိုင်းကြွေကြနေရတဲ့အတွက်ဒါနေ့လေကိုဒါအိတ်လိုက်တယ်ပေါ့နော်။အင်ပြေအားပြေပြန်ပြန်ဖြစ်အောင်ကိုကိုစိတ်ကိုအနာပေးလိုက်ပြီးကမှဒါအေးရနိုးကမှအေးစီစီကောင်းအေးနဲ့ပွဲပြန်စဉ်းစားပြီးတော့အခုဒါ ည9:00နာရီဝင်းညလောက်မှာကျွန်တော်ဗီဒီယိုစရိုက်တယ်ပေါ့နော်။အော်ဒီနေ့တော့ဗီဒီယိုလေးတင်တာနောက်ကြပါတယ်။ဂျာရဲ့ပိတ်ရဲ့ဆိုပေမဲ့လည်းကျွန်တော်ဒါ ကြွေကြနေရအတွက်ပေါ့နော်ကိုကိုပြန်ပြီးတော့တုံးတက်တယ်ဘာတွေမှားနေလဲဘာတွေလွဲချော်နေလဲဘာတွေအားနည်းနေလဲပေါ့နော်အဲဒီနေ့တော့ဒါအကောင်းဆုံးပြန်ပြီးတော့စူးစမ်းပေးပါမယ်မမ်မာညီကိုတွေဖီညီကိုတွေအကောင်းဆုံးပြန်စူးစမ်းပေးပါမယ်ခင်ဗျာအဲ့တော့ကျွန်တော်ရှုံးနေတဲ့အခါမှာတော့ကိုယ်စိတ်ကိုကွန်ထရိုးလုပ်နိုင်မှုတော့ရည်ကြီးပါတယ်အဲအရန်ကြီးအမောင်းကြီးတင်လိုက်တာမျိုးစားတွေတင်လိုက်တာမျိုးရှုံးမဲမဲပြီးလိုက်တာမျိုးတွေမလုပ်ဖို့တော့အကြံပေးခြင်းပါတယ်ကျွန်တော်ဒီနေ့မှဒါလာစာနှစ်ရက်ပဲရှိသေးတယ်ဒီနေ့မှ၃ရက်မြောက်အဲ့တော့နောက်မှ ဆော့ဒီယန်ရက်ဒီအများကြီးကျန်နေမလားဖန်ဆိုချန်ပီယံလိရှိရပါတော့အဲ့တော့ပုံမှန်လေးပဲလိုက်သွားပါမယ်ကိုပုံမှန်ဆော့နေကြအမောင်းတိုင်းပဲဆော့ပါအမောင်းတင်ဆော့ပြီးတော့တင်ဆော့လိုက်တဲ့ပွဲကမှပြန်ပြီးတော့ကြာသွားလာဆိုရင်ထပ်ပြီးတော့အရှုံးများသွားနိုင်တယ်အရှုံးနွန်းထဲမှာနှက်သွားနိုင်တယ်ယုံလေးယုံလေးနွန်းနစ်လေးဖြစ်မှာဆိုလိုပါအဲ့တော့အမောင်းကိုတော့တင်မဆော့ဖို့မြင်တာရက်ခံပါခင်ဗျာအဲ့တော့ကျွန်တော်ပွဲတွေစပြောပြပါမယ်ပထမဆုံးပွဲကတော့နှစ်နာရီခွဲဒါဆန်နာလန်နဲ့အေဗာဒန်ပေါ့နော်ပြည်များနေ့တပွဲကျန်တယ် လက်ရှိမှာ Everton က level 20ရှုံးနှလုံး25ပြားရှုံးပြီးတယ်ပေါ့နော်အော်စတဲ့ကြီးတုန်းကဒေဒေလောက်ပေါက်တာပေါ့နော်အဲ့တော့မနေ့ကပြီးများပြီးနှစ်ပွဲမှာအင်ဂွင်းနှစ်တင်းအကြီးအောင်နဲ့ဝက်ဆန်အောင်နဲ့မန်စီးတီးအောင်နဲ့ဂိုးပေါ်နှစ်ပွဲစလုံးအပေါ်တက်ထားတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာအဝေးကွင်းကြီးအောင်မလားဂိုးအောင်ဝင်မလားဒါကိုတော့ချက်ကြည့်ရမယ်နောက်တစ်ခါက ဒီလက်ရှိဆန္ဒလန်းရဲ့အနေထားအေဘာဒန်အနေထားဟက်တွေတွေးဆမှုဒိုနက်တင်နောက်ဆုံးတွေးဆခဲ့တာ2019ဒါတော်တော်လေးတော့ကြာခဲ့ပြီပေါ့နော်2019မှာအေဘာဒန်အင်ကွင်းမှာနှစ်ကြိမ်တွေးတယ်နှစ်ကြိမ်စလုံးအေဘာဒန်2ကြီးနဲ့နိုင်တယ် 2016ကုလပိုင်မှာဆန်နာလဲအင်ကွင်းမှာအေဗာဒန်ကပဲ3စီနဲ့9အဲ့တော့နောက်ဆုံးတွေ့ဆုံမှု3ကြိမ်စလုံးမှာလဲအေဗာဒန်ကအနိုင်ရထားကိုကြားထားတာကျွန်တော်တွေ့ရတယ်ပေါ့နော်9ကြိမ်အထိကြည့်မယ်ဆိုရင်လဲ9ကြိမ်စလုံးအေဗာဒန်အဲ sorry 4ကြိမ်အေဗာဒန်အနိုင်ရတယ်ဆန်နာလန်ကတစ်ကြိမ်အနိုင်ရတော့တွေ့ရပါတယ်အော်လက်ရှိအမှတ်ပေးဇာတ်ကိုကျွန်တော်တစ်ချက်ကြည့်မယ်ပေါ့နော်ဆန်နာလန်ကအဆင့်ခွန်မှာအေဗာဒန်အဆင့်15ခွန်ကနေ15ကိုကြေးမပေးထားတော့ကျွန်တော်တွေ့နေရတယ်ဆန်နာလန်ဒီကျွန်တော် ပွဲစဉ်တက်မှာငယ်ကျွန်တော်ဝက်ဆန်နဲ့ပွဲမှာဆန္ဒလန်ဝက်ဆန်ကြည့်ပြီးတာနုလို့ဆန္ဒလန်ဘော်ဒီရွေးပေးခဲ့တယ်ဆန္ဒလန်အင်ဝင်းမာတာကိုတီးတယ်ဒါပေမဲ့လက်ရှိမှာဘာကြောင့်ဆန္ဒလန်ဒီအဆင့်ခွန်မှာလဲယက်တီနေရတာနဲ့အောက်ကကိုးအောက်ကအဆင့်ရှစ်ဆင့်လောက်နှိမ့်တဲ့အေဗာဒန်ကိုကြီးမပေးရတာလဲတခုတော့ရှိရတန်းတဲ့အသင်းမလို့စီနီယာအသင်းကိုကြီးမပေးတာလို့ပြောလေဒါပေမဲ့ဆန္ဒလန်အင်ဝင်းမှာကန်ထားတဲ့ရလက်တွေကျွန်တော်တစ်ချက်ကြည့်အောင် ဆန္ဒနဲ့အင်ဂွင်ဒီနေ့ရာလီရှုံးမွဲရှိပြီလားကျွန်တော်တစ်ချက်ကြည့်ပါလုံးဝရှုံးမွဲမရှိသေးဘူးဝက်ဆန်ကို 3C เนาะပြီး Brandford 21 Aston Villa လို့အသင်းမျိုးတယောက်ရောနဲ့တောင်11 Wolverhampton 2C ရောက်တာထားလိုက် Wolverhampton 2တဲ့လက်ရှိမှာတော်တော်လေးချိန်နေဆိုးနေရပါတယ်အဲ့တော့ဒီနေ့သားမှာဆန္ဒလန်ဒီ Everton ကိုကြီးပေးမယ်ဆိုပေးလို့ရနောက်ဆုံးပွဲစဉ်မှာလဲ Chelsea လို့အသင်းမျိုးကို Stamford Bridge ကိုတွားပြီးတော့ ဒါအင်အဝေးကွင်းမှာသွားပြီး2-1နဲ့နိုင်ထားတယ်နော်အော်တောက်လျှောက်နိုင်ပွဲနေ့လည်းဆက်နေတယ်မန်ယူ2-0နဲ့ရှုံးပြီးနောက်ပိုင်းနှစ်ပွဲဆက်သလိုနိုင်ပွဲရထားတယ်ပွဲပွဲတိုင်းမှာလည်းဂိုးတွေရနေတယ်တပွဲပဲဂိုးပြန်ပေးခဲ့ပေးခဲ့တဲ့အတင်းကချက်စီအတင်းဖြစ်နေလို့နော်အဲ့တော့တော်တော်လေးကိုမှလက်ရှိမှာကာလန်ဖောင်လေးမဆိုးနေတဲ့အတင်းကလက်ရှိဇယားအောက်ဒီတန်းသိန်းသုံးနာကတ်နေတဲ့အတင်းအေဗာဒန်အတင်းနောက်ဆုံးနှစ်ပွဲမှာဆိုလဲမန်တီတီကို2-0နဲ့အေဗာဒန်ကို3-0နဲ့ရှုံးတယ် ော် sorry စပါ3စီးနဲ့ရှုံးတယ်ပေါ့နော်အဲ့တော့ဒီအနေထားမှာကျွန်တော်တို့ဘာကြောင့်ဆန္ဒလန့်ကြီးမပေးရဒါကကျွန်တော်မေခွန်းထုတ်ကြာရှိပါတယ်နော် MPB ဆရာရလက်ရှိ current form ရအကုန်လုံးအဆအဆရရတာနေတဲ့အင်ကွင်းအာသာချက်လည်းရှိရအင်ကွင်းတို့ပို့ပြီးတော့ကောင်းတဲ့အာကြောင်တဲ့ကြီးပါညာနာမည်ကြီးနေတဲ့ဆန္ဒလန့်ကဘာကြောင့်ကြီးမပေးရဒါရှင်းပါတယ်နော်အဲ့တော့ဒီနေ့မှာဂျီမပီရဲ့ပဲနဲ့အဝေးကွင်းကနေရဲတင်းတင်းအေဗာဒန်ခေါင်းဆွန်းထွက်ပြီးဂျီပီထားတဲ့အနေထားမှာကျွန်တော်ဒီပွဲမှာအေဗာဒန်ကြိုက်ပါတယ် တကယ်လို့ဆန်ဒါလန်လည်းပဲ50ပေးခဲ့ရင်တော့မှကျွန်တော်ဒီပွဲမှာ Everton ကြိုက်ချင်ကြိုက်လို့ရသေးတယ်။ဘာကြောင့်ဆန်ဒါလန်ဒီရဲတင်းနိုင်မယ်ဆိုရင်ဒီပွဲမှာရဲတင်းကြီးပေးကိုပေးရမယ်။ level 80 90ပေးကိုပေးရမယ်။ နော်အဲ့တော့အိမ်ကွင်းလည်းဖြစ်နေရအဆင့်ခွန်မာလည်းရက်တည်နေအတင်းဖြစ်နေတဲ့ level 89လည်းပေးရပေးရရမယ်တကူတူတာနိုင်မယ်တေးကြလို့ဆိုပြီးတော့ဆန္ဒလန့်ဒါပြီးတကယ်လို့ဒီပွဲမှာသူနိုင်ငယ်ရမှတ်20နဲ့အဆင့်1နဲ့အောင်တက်လန်းသွားမှာလက်ရှိမှာအဆင့်1ကမန်တီတီက19မယ်သူကလက်ရှိမှာ18မယ်နိုင်20ရမှာအဲ့တော့အာဆင်နယ်နဲ့9မက်กว่าအဆင့်1နေရာရဲ့ဟောပြိုင်ပွဲကျင်းပရေးဘက်ကကြည့်မယ်ဆိုရင်တော့အတင်းကြီးတွေကိုပဲအမှတ် ီကွာဟမှုလိုက်တာလားအတင်းငယ်ဒီအပဒီလိုအဆင့်နှစ်တွေရောက်အောင်ပို့တာမျိုးရှိလားဆိုကြည့်မယ်ဆိုရင်အရင်နှစ်တွေကတော့ကျွန်တော်တွေ့ကြုံမှုတာကတော့အတင်းငယ်တွေကိုပြန်ချတယ်သူတို့နေရာမဲ့နေရာမဟုတ်သူတို့ဒီဝစင်124မှာရောက်နေရဆိုရင်ပြန်ချ Northern Forest ဘလောက်ကောင်းကောင်းကျွန်တော် ပြောရဲမနစ်ကလားဟိုတနစ်ကလားနော် Northern Forest ကိုချမှာနောက်ပိုင်းချတာပဲလေ Northern Forest နောက်ပိုင်းရလက်ဒီရိုင်းထွက်သွားတာပဲသူကလိုအစားပိုင်းကောင်းလို့စင်124ဝင်တကယ်ရာဒီတင်းတော့ချန်ပီယံကြီးမဝင်ဘူးအဲ့လိုမျိုးပဲဆန္ဒလန်းလည်းပြန်ချမှာပဲနော်အဲ့တော့ ဒီနေ့ဆန်းလာနိုင်လို့မရတော့ဘူးအနည်းဆုံးတည်ရပဲเนาะအဲ့တော့ကျွန်တော်ဒီဘက်မှာ Everton နဲ့ပဲဆွန်းလာမယ်ဂိုပေါင်းကိုတော့ဂိုပေါင်းကတော့ Everton ကိုဆန်းလာလန်ကိုက ဒီဆန်နာလန်အင်ကွင်းကခံစစ်မာကျော်မှုရှိတယ်။အေဗာတန်ကအဝေးကွင်းလိုခံစစ်မာကျော်ရအောင်ကစားတယ်။တိုက်စစ်တဲ့ခံစစ်ကိုအသာပြေအင်ကွင်းလောက်ပဲတိုက်စစ်ဖွင့်ကစားတဲ့အတင်းဆိုတော့ဒီပွဲကိုပေါင်းအောက်တော့တွားနိုင်တယ်။မနီယာနှစ်ပွဲစလုံးကလည်းကိုပေါင်းအပေါ်နဲ့ပြီးထားတာဆိုတော့ကိုပေါင်းအောက်တော့ဝင်နိုင်တယ်ပေါ့နော်။အဲ့တော့ body အပေါ်ကိုပေါင်းအောက်ဒီလိုလေးကျွန်တော်ရွေးထားတယ်။အေဗာတန် body နဲ့ကိုပေါင်းအောက်လေးကြိုက်ပါတယ်နော်။ အော်နောက်တစ်ပွဲ CCDA ဒါ7နိုင်မှာကမှာ CDA ရတပွဲอ่ะเนาะအဲဆက်ဆူအိုလိုနဲ့ဂျီနိုာဂျီနိုာကတော့ကျွန်တော်တို့ဘက်ထရီပီရဲ့အောင်ထုတ်လိုက်ပြီးတို့လာလက်ရှိမှာယာဒီအစယာဒီဒီလက်ရှိကန်ထားတဲ့မြန်နိုင်ပွဲမရသေးလို့ဆိုတော့အချက်နဲ့ပေါ့เนาะအော်ပီရဲ့အောင်ထုတ်ပြီးတို့အရန်နီးပြလာဘယ်ကနီးပြလဲတော့မသိဘူးကျွန်တော်တခါမှမမြင်ဘူးပေါ့เนาะဒီနီးပြကိုခန့်ထားတယ်လက်ရှိမှာတော့ဒါယာယီနီးပြတဘောပေါ့เนาะတို့နီးပြအစ်တူတော့ရှာဖွေနေတော့မတွေ့သေးဘူးပေါ့เนาะအော်ဆက်ဆူအိုလိုက လက်ရှိမှာအဆင့်ဘလောက်မှာရက်တည်နေလဲအဆင့်30မှာဂျီနိုဝါကအဆင့်20မှာဒီပွဲလဲအဲ့လိုပဲကကြေမပီးရဘူး level 20 level 20ပဲပြီးထားတယ်ကိုပေါင်းကြီးနှလုံးနှလုံးကိုဆယ်ပြားရှုံး body level 20ရှုံးဆက်သူလိုကအဆင့်30ရနေအဆင့်30ဘာလို့ကြေမပီးရတာကျွန်တော်စဉ်းစားလို့မြင်ဂျီနိုဝါတော့ဆုတ်ပြက်နေလို့တော့နီးပြထုတ်ထားတဲ့အနေထားလေးနော်အော်ဒီပွဲကကျွန်တော်ဘာနဲ့ခက်ဆင်ဆင်လို့ပြောလို့ရမယ်ဂျူပင်တက်ဒီကျွန်တော်ဂျာရက်မှာပြီးခဲ့တဲ့ဟို3-1ပွဲစဉ်ပေါ့ဗျာကျွန်တော်ဘာနဲ့ကန်တော့ ်ဦးဒီနီနဲ့ပွဲတင်ဒီယာယီနီးပြကင်သွားရည်နော်ယူနီဆက်တစ်ကနီးပြကင်အဲတော့အဆင့်အောက်ကအဆင့်ကဲ့ရဲ့ပဲဂျူမင်တက်နဲ့ဦးဒီနီအပေါ်အောက်ကဲ့ရဲ့ကို1မိုင်းပေါက်ပြီးတော့ဂျူမင်တက်ဟွာဖြစ်သွားရည်နော်2-1နဲ့အဲ့လိုမျိုးပဲဆက်ဆိုလိုနဲ့ဂျီနိုတကယ်လို့ဂျီနိုကတော့ဟိုဆက်ဆိုကတော့ဂျီနိုကဟို1 1D ပဲပြီးမယ်ဆိုတော့ပြီးလို့ရည်ဒီနေထားတာဘာလို့ဂျီနိုကတော်တော်လေးချင်းနေဆိုးနေရဗျာနော်1 1မပေးရဘူးဆိုတော့1 plus 50အဲရတယ်1 plus 50မပေးရဘူးဆို level 80 90တက်ရ level အပြည့်ချုံတလုံးအပြည့်နိုင်ပြီး เนาะဒီလိုပဲမပေးရဲဘူးအဲ့တော့ကျွန်တော်ဒီဘွဲမှာလည်းအောက်တင်းပဲကြိုက်တယ်ဂျီနိုဝါပဲကြိုက်တယ်เนาะအော်ဂျီနိုဝါကြိုက်တယ်ဂိုးပေါင်းကတော့ဒီဘွဲနည်းနည်းလေးအန်တင်းများတယ်ဟိုအပေါ်နှလုံး30ရှုံးဆိုမယ်အပေါ်လည်းတက်သွားနိုင်တယ်အောက်လည်းရောက်သွားနိုင်တယ်ဘာကြောင့်လဲဆိုဂျီနိုဝါအဲ့လိုနီးပြအဲ့လိုအပြောင်းလဲကာလမှာအတင်းသားတွေကစူးစားကြတယ်စူးစားကန်ကြတဲ့အနေအထားဆိုတော့ဂိုးပေါင်းကပေါ်ပေါ်သွားနိုင်တယ်ပေါ့เนาะအဲ့တော့ဒီဘွဲတော့ကျွန်တော်ကိုပေါင်းရှောင်းကျင်နေဂျီနိုတကြောင်ပဲကြိုက်ပါတယ်เนาะအဲဂျီနိုဘော်ဒီလေးကျွန်တော်ကြိုက်ပါတယ် အဲ့တော့မနေ့ကတော့ CDA ကတော့ကျွန်တော်တော်တော်လေးနစ်ဆက်သွားရပါတော့တိုအင်းတို့ဖီယိုရင်တီနာဖီယိုရင်တီနာကိုကျွန်တော်လက်လွတ်လိုက်ပြီးပြည်မြလီမှာဆိုဥပါဟန်တဲ့ကိုကျွန်တော်လက်လွတ်လိုက်ပြီးဘလို့မှကဲပေးလို့မရတော့ဘူးသူတို့အိမ်ကွင်းလည်းဖြစ်နေပြီမဲ့လည်းနိုင်ပွဲရအောင်ဘလို့မှမကန်တဲ့အတွက်ကျွန်တော်လက်လွတ်လိုက်ပြီးဖီယိုရင်တီနာကျွန်တော်လက်လွတ်လိုက်ပြီပေါ့နော်တိုအင်းတို့ကတော့ထားပါတိုအင်းတို့ကသူပနတီပေးရတာနဲ့ဟိုဂမူရှူလို့နဲ့စောစီကိုပေးလဲရလို့သူတို့တင်ကြောက်ရပါတော့မဟုတ်ရင်သူတို့နိုင်နိုင်ကြီးရှိတယ်နော်အဲ့တော့တိုအင်းတို့ကကျွန်တော်လက်မလွတ်တည်ထားလိုက်အဲ့တော့ ဖီယိုနဲ့ဦးဘဟန်တောင်ဒီတရားဒီတော့ကျွန်တော်မရွေးတော့ဘူးသူတို့နဲ့တွေ့ရင်ရှောင်းရှောင်းသူတို့ကတော့ဘလုံးဝမရွေးတော့ဘူးနော်သူတို့တွေ့တဲ့တခြားအတင်းကိုရွေးရင်ရွေးဒါမှမဟုတ်လေသူတို့သူတို့ကတော့လုံးဝမရွေးတော့ရှောင်းတော့မှာပေါ့နော်အဲ့တော့ကျွန်တော်တို့ရက်ဆက်သွားရပေါ့နော်အဲ့တော့ဒီဘက်မှာဆက်ဆူလဲဂျီနီယိုဘာဂျီနီယိုဘောအကြောင်းဂျီနီယိုဘောဒီလေးပဲကြိုက်ပါနော်အဲ့နောက်တစ်ပွဲလာစီယိုနဲ့ကက်ကလီယာ2:55မှာကင်မယ်လာစီယိုကတလုံး30နိုင်ပေးနေရနှလုံးကို85ပြားရှော့ တလုံး30နိုင်ဝင်ကြီးတန်းကတော့ပြောရမယ်ဆိုရင်တော့အဲဘယ်လိုပြောမလဲ body out ပေါ့နော်တေတပေါက်ကြောက်ရတယ်ဟိုနိုင်ဝါလည်းပြား30လောက်ပဲပေါ့နော်အဲ့လိုပုံစံလေးရှိတယ်အဲ့တော့လာဇီယိုကလက်ရှိမှာအဆင့်73ကက်ကလီယာကြီးကအဆင့်လက်လေးအဲ့တော့အပေါ်အောက်ဆိုတော့အပေါ်အောက်ကိုတော့ဒီ wormlet 30ပေးတာကတော့ကျွန်တော်လက်ခံပြီးလို့ရတယ်ဟိုလက်ခံပြီးလို့ရလို့ပြင်းနေတဲ့ပါလေလို့ပြောလို့ရတယ်အမှတ်ပေးဆရာအရာဆိုတော့အဲလိုအမှတ်ပေးဆရာကန့်နေတဲ့အတင်းတွေဆိုရင် level 50 level 80အလွန်ဆုံးပဲပေးတာပေါ့နော်ဒါမဲ့ လာစီကိုလက်ရှိပေးနေဂျီတန်းကတော့ပြင်းနေမနစ်ကအိမ်ကွင်းမှာဘလောက်ပေးခဲ့လဲတလုံးတည်ပေးခဲ့အော်မနစ်ကဂျီတန်းနဲ့ရှင်မဲ့ဆိုတော့ခက်ဟိုဘယ်လိုခက်နည်းနည်းလေးပြော့တယ်ပြော့တယ်ထဲတော့ပါတာပေါ့နော်ဒါပေမဲ့မနစ်ကနဲ့ဒီနေ့ကလာစီကိုဒီနေ့ကရလက်အရင်မကောင်းနေဘူးနောက်ပိုင်းပွဲနေတာသူရလက်တွေကောင်းနေတယ်ဆိုမှရာဒီစမှာတော်တော်လေးရုန်းကန်ခဲ့ရတယ်အဲ့ဒါကြောင့်မလို့လေအတင်းတို့အတင်းလက်ဆိုမဲ့အဆင့်ဆက်တော့မှာပဲယက်တီနေနိုင်တကယ်လို့တို့လာစီရိုးဆိုတာကအဆင့်9 6 8အဲ့ဝင်းကျင်မှာယက်တီနေတဲ့အတင်းနေပေါ့နော် ော်ဒီနေ့မှလာစီကိုပေးရ1 plus 30ကကျွန်တော်အပေါ်အသင်းကိုယူလို့ရတယ်ဟိုအဆင့်ကွာဟမှုရှိတဲ့အနေထားမှာဟိုအမှတ်လဲကွာဟမှုရှိရအဆင့်လဲကွာဟမှုရှိအင်ဂွင်းလဲကောင်းရတဲ့အနေနဲ့1 plus 30 40ပေးရဆိုတော့ဒါကျွန်တော်အောက်အသင်းယူလို့ရတယ်ပေါ့နော်ဒါမဲ့ဒီနေ့လက်ရှိမှာလာစီကိုနဲ့ကကီယာဒီအဆင့်ကွာဟမှုမရှိဘူးအပေါ်အလိကဲဖြစ်နေရတဲ့ဒီဘက်မှာကျွန်တော်လာစီကိုယူလို့ရပါတယ်။အော်လာစီကိုဘော်ဒီလေးကိုကျွန်တော်ကြိုက်တယ်ပေါ့နော်ဒီဘက်မှာကယ်လီယာကြီးကအာဘယ်လိုပြောမလဲနောက်ဆုံး၅ပွဲဆက်နိုင်ပွဲပျောက်ထားတယ်၃ပွဲရှုံးတယ်၂ပွဲတည်ကြတယ် အဝေးကွင်းမှာကြည့်မယ်ဆိုနောက်ဆုံးအဝေးကွင်းကားရန်ဖောင်ကိုတော့မဆိုးဘူးပေါ့နော်၃ပွဲဆက်တိုက်တော့ရှုံးပွဲမတွေ့ထားဘူး၂ပွဲနိုင်၂ပွဲတည်ရ၃ပွဲသူတို့နိုင်ထားတယ်ပေါ့နော်အဲ့တော့အင်ကွင်းဖောင်လေးကမဆိုးတော့သူနာပိုလီကိုအဝေးကွင်းမှာနောက်ဆုံးရှုံးပြီးနောက်မှသူရှုံးပွဲမတွေ့ထားဘူးအဲ့ဒါဒီတစ်ခုတော့ဒါကောင်းနေပေါ့နော်နောက်ဆုံး၄ပွဲဒီအဝေးကွင်းကန်ထားတဲ့၄ပွဲစလုံးလည်းကြီးအောင်ထားတယ်ဗျာနော်အဲ့ဒါတစ်ခုတော့ နည်းနည်းလေးစိုးရင်ကြရှိရဲ့အဲ့တော့လာဇီကိုပြန်ကြည့်မယ်ဆိုလာဇီကဒါပြင်အင်တာမီလန်နဲ့ဝေကွင်းသွားခဲ့ရမယ်နော်အော်အင်တာမီလန်နဲ့ပြင်လက်ရှိကိုအိမ်ဝင်ပြင် AC ကိုဒါအဝေကွင်းပြီးလို့ရှိရင် AC နဲ့ပဲဒါအီတလီအီတလီကိုပါအီတလီကပ်ပေါ့နော်အီတလီကပ်ဒီအိမ်ဝင်ပြင်ဘိုလောနာအိမ်ဝင်ဆိုတော့သူရဲ့နောက်လာ၅ပွဲမှာဆိုလက်ရှိတပွဲပဲသူတို့ပွဲချောင်းကျန်တဲ့ဟာ AC ကို၂ပွဲလာဇီ sorry အင်တာတို့တပွဲဘိုလောနာတပွဲလဲသူပွဲကျက်တယ်ပေါ့နော်အဲ့တော့ဒီနေ့မှာကင်လီယာယိုသူတို့နိုင်ပြီးတော့အပေါ်ခါအလေလောက်ဒါအဆင့်တက်ထားမယ်ဆိုပိုကောင်းတာပေါ့နော်နောက်တစ်ခုကကျွန်တော်ဒီမှာကြုံလုံးပြောလိုက်ရမှာနော်17လပိုင်းနဲ့17လပိုင်းတိတ်တော့မကွာဘူးပြ30ရဲ့နေ့ တပတ်လောက်ပဲกว่าမှာเนาะအော်အဲ့မှာဆိုရင်အီတလီကတ်နဲ့အီတလီအမတ်ဘီဒီစီရီအပေါ်မှာ AC နဲ့လာတယ်ဆိုလက်လိုက်တွေ့နေဘက်တူဘက်တွေ့နေเนาะအော်ဆနှက်လာပိုင်းလို့ကျွန်တော်ပြောထားလို့လိုပဲဘက်တူဘက်ဖော်မြူလာတွေတောင်းရတော့မယ်เนาะအဲ့ကြရင်ကျွန်တော်ပြန်ပြောပြပေးမယ်เนาะဘက်တူရဲ့ဖော်မြူလာလေးတောင်းရမယ်ဆိုတဲ့အကြောင်းလေးအဲ့တော့ဒီပွဲမှာကျွန်တော်လာစီယိုဘော်ဒီကြိုက်တယ်เนาะလာစီယိုဘော်ဒီကြိုက်တယ်ခိုးပေါင်းကတော့ကက်ကလီယာရဲ့စရိုက်ကလည်းဂိုးအောင်နည်းနည်းဆန်နေ လာစီကလည်းလက်ရှိမှာကန်ထားတဲ့ပွဲဒီမှာကြည့်မယ်ပေကိုတော်တော်လေးနဲ့နောက်ဆုံး၃ပွဲလက်ပေကိုလုံးဝမရှိကြဘူးရာကူကတကူပဲရှိတာအဲ့တော့လာစီကလည်းကြည့်ကြည့်လေးလေးကလာနေတဲ့အချိန်ပေါ့နော်အိမ်ကွင်းဆိုပို့ပြီးတော့ဒါခံတဲ့ပုံမာကြောတဲ့အနေထားဆိုဂူပေါင်းအပေါ်ကနည်းနည်းလေးအန်ဒီရများတယ်ပေါ့နော်ဟိုလာစီကနောက်ဆုံး၃ပွဲလက်ဂူပေါင်းအောက်ထားဖြစ်တဲ့တုံးမင်းတပင်ကြအရာဂူပေါင်းအပေါ်ပြန်တက်လာနိုင်ကြတော့ရှိတယ်အဲ့တချက်လေးကပဲကျွန်တော်တို့သိုးရင်းစရာဖြစ်စေတာပေါ့နော်အော်ကန်ကလီယာကြီးရဲ့လက်ရှိကားနဲ့ဖောင်ကိုကြည့်မယ်ဆိုတော့ပေကိုကပွဲတိုင်းနီးပါး တော့ပေးဂိုးတွေပေးနေရအနေထားဆိုတော့ဂိုးပေါင်းအပေါ်ကလည်းတက်သွားနိုင်ကြတော့များတယ်ဗျလက်ရှိဖွင့်ထားတဲ့ဒီနေ့စီးရဲ့နှစ်ပွဲကိုကြည့်မယ်ရှင်းမယ်ဆိုရင်ဆက်ဆက်ဆူလိုပွဲကနှလုံး30ရှုံးဝင်ဝင်ကျင်မယ်ဖွင့်တယ်ဒီလာဒီယိုပွဲကနှလုံး80ဝင်ကျင်ဖွင့်တာဆိုဒီပွဲကလာဒီယိုပွဲကဂိုးပေါင်းအပေါ်တက်နိုင်ကြအားကောင်းတယ်နော်အဲ့တော့ဂိုးပေါင်းကတော့ကျွန်တော်အပေါ်မောင်းနေလောက်ပဲဆော့နေခြင်းတယ်ဒီဘော်ဒီတီးတဲ့ထိုးတာကို နည်းနည်းအန်ဒီများတဲ့မဆော့လိခြင်းမှုလာဂျီဘော်ဒီတချောင်းပဲယူချက်ပေးခြင်းပါတယ်ကိုပေါင်းပေါ်ဆော့ခြင်းနဲ့ဆိုရင်တော့မောင်းနေထဲလောက်ပဲတွဲဆော့ဖို့အကြံပေးခြင်းပါတယ်နော်အဲနောက်ဆုံးတစ်ပွဲကစပိန်လာလီကာစပိန်ကတော့နော်ကျွန်တော်တို့တောက်လျှောက်ကိုကိုပေါင်းအပေါ်တွေတက်တာကျွန်တော်မနေ့ကအလာဘက်ကိုကောက်မမ်ဘာတွေကိုလိုက်ပေးတာဗောနော်ရှေ့မှာဟိုလီဗန်ဒီနဲ့ဆယ်ရာဘီကိုကိုပေါ်လို့ဆိုမှကျွန်တော်ကိုကောက်လာတော့မယ်ဆိုမှကိုပေါင်းကြီးလည်းနှုတ်တယ်ဆိုမှပေးလိုက်တာ2-1ဖြစ်သွားတယ်နော်အဲအဲ့နဲ့ကျွန်တော် နားလိုက်တော့မှန်သွားတာပါဘာကောက်ပွဲကြောင့်ကိုပေါင်းအောက်ကိုထက်ထက်အမှုလို့ပဲဒါပေမဲ့ဘာကဘော်ဒီပဲထက်ပေးလိုက်တာအန်ဒီအများလို့ဆိုမှမပေးပဲထားဘာကကိုအောက်ထက်ပင်ထက်မအောင်ပါเนาะအဲ့တော့ဘာက3-1ဆိုကိုထက်ပေါ်တယ်ဘတ်တစ်ပွဲလည်း3-0ထက်ပေါ်တယ်အော်ဒီနေ့စပိန်လာလီကနောက်ဆုံးတစ်ပွဲအောက်မလားပေါ်မလားအဲကျွန်တော်ရှေ့တစ်ပတ်တည်းကအီတလီစီးရီးအေလာအမ် sorry လာဟောပြင်းနေလီကူဝမ်ကျွန်တော်ကြည့်တော့ရှေ့မှာတောက်လျှောက်ပေါ်ပြီးနောက်ဆုံးတစ်ပွဲကြမှာအောက်သွားတာအဲအဲ့လိုလေးတော့လာနိုင်ကြီးရှိတယ်เนาะ အဲ့တော့ဒီပွဲမှာတော့ကျွန်တော်ရေအိုမီဂျိုနဲ့အိုဆာဆူနာ ပွဲစဉ်မှာဒီနေ့ဖလိုအရတော့9အောက်လာမဲ့နေတော့ဖြစ်နေတယ်အဲ့တော့9အောက်ပဲကျွန်တော်ကြိုက်တယ်နှလုံး15ပြားရှုံး9ပေါင်းကြီးပေးနေရဘော်ဒီကတော့အိုဆာဆူနာ level 20ရှုံးဝေကွင်းရယ်ပေးရပါတော့အဲ့တော့9ပေါင်းအောက်ပဲကျွန်တော်ကြိုက်တယ်အဲ့တော့ရေအိုမီတို့အင်ကွင်းလေးကိုကျွန်တော်တစ်ချက်လေ့လာကြည့်အောင်အင်ကွင်းမှာသူကန်ထားတဲ့အတင်းတွေကိုကြည့်မယ်ဆိုရင်ရေမက်ထရစ်ကိုသူတို့ Z3 နဲ့ရှုံးတယ် ဘာကာ13နဲ့ရှုံတယ်အဲ့နှစ်ပွဲပဲသူတို့ဂိုးပေါင်းပေါ်တတ်တယ်အဲ့ဒါကလည်းသူကိုယ်တိုင်ဂိုးတွင်းတဲ့ပွဲကဘာကာနဲ့ပွဲတစ်ပွဲပဲရှိတယ်ဂျန်နဲ့ ။ VN နဲ့ပွဲတူလုံးဝကိုမတွေ့ရင် EN နဲ့ပါက3-6တိတွင်းသွားလို့ရသူတို့ over 2.5ဖြစ်သွားတာ။ကျန်တဲ့ဆိုဒီကြောက်ကို 1C လီဗန်တေးကို Z2 နဲ့ရှုံးတယ်။ Espanyol Z2 နဲ့ရှုံးတယ်။အဲ့တုံးပွဲစလုံးကြီးကိုးအောင်တယ်။အဲ့တော့ဒီနေ့မှလည်းတစ်ဖက်က Osasuna Real Madrid တို့လို့ဒီ Barcelona လို့လို့အဝေးဝင်ကားရန်ဖောင်အင်းကားရန်ဖောင်ရင်ကောင်းနေတဲ့အတင်းမဟုတ်ဘူး။အတင်းကြီးတွေလိုမျိုးကိုဂိုဒါတိုင်းရှုနေတဲ့အတင်းမဟုတ်တဲ့ဒီပွဲမှာကိုပေါင်းအောက်လေးကတော်တော်လေးကောင်းတယ်လို့ယုံကြည်ပါတယ်။အဲ့တော့ကိုပေါင်းအောက်လေးကြိုက်တယ်။ body ကတော့ ဘော်ဒီဒရောမက်ပေးစီရတဲ့ချက်ပြင်ကြည့်မယ်ပေါ့နော်လက်ရှိမှာအိုဆာဇူနာ15ရဲအိုဘီတို့က19 15နဲ့19အဝေးပြန်11 20 30ဆိုတော့ဒီဂျေတန်းကလက်ခံပြီးလို့ရရတယ်ဒါပေမဲ့နုတယ်နည်းနည်းလေးတော့နုတယ်လေဗယ်50ရှုံးလောက်ပြေးမယ်ဆိုတော့ပိုကောင်းနေပေါ့နော်ဒီပွဲအသေးတစ်ပေါက်ရှိတယ်ဗျာနော် CD 11သွားမလား 1CC 1သွားမလားပေါ့အဲ့တော့ကူပေါင်းအောက်ကတော့ပိုကောင်းနေဘော်ဒီဆိုရင်တော့ဒါအိမ်ကွင်းအားနဲ့ညှစ်ကံမဲ့ဒီရဲအိုဘီတို့လေးတော့ကျွန်တော်နည်းနည်းလေးပို့ပြီးသဘောကျတယ်ပေါ့နော် ဝေကွင်းကအိုဆာဆူနာကဒီနေ့စပိန်လာလီဂါမှာလုံးဝနိုင်ပွဲမရထားဘူး။တေးတော်မကြောက်လုံးဝအကုန်အရှုံးအရှုံးနေပြီကန်တိုင်း2 4 5ငါးပွဲစလုံးအရှုံးကန်။ Rio 1-0အရှုံးနဲ့ Espanyol 1-0 Villarreal 2-1 Betis ကို2-6เนาะ AD ကို1-0အဲ့တော့အိုဆာဆူနာရဲ့ဝေကွင်းဖောင်တော်တော်လေးစုတ်တယ်ပေါ့နော်။အဲ့တော့ဒီပွဲမှာ Ancient Rio Obito တေးတော့ခံကစားနိုင်မယ်လို့ယုံကြည်ရဲ့။အဲ့တော့ Rio Obito ကြိုက်တယ်၊ကိုပေါင်းအောင်ကြိုက်။ပြီးတော့ဒီပွဲကကျော်ဆန်နာလန်ပွဲစဉ်နဲ့ဟို ခြေတန်းတူတယ်ပေါ့နော် body ခြေတန်းကိုပေါင်းခြေတန်းတူတယ် body ပြား20 30ဝန်းကျင်ကိုပေါင်းခြေပြား20နှလုံး20နှလုံး3နှလုံး20နှလုံး25ဒီဝန်းကျင်မှာဖွင့်ထားတာဆိုတော့ပြောမလဲအဝေးအတင်းကျင်းမောင်းနိုင်ပေါ့နော်အဲ့လိုလိုပြောရမှာအဝေးအတင်းကျင်းမောင်းနိုင်အင်အင်ရှင်တတင်းမို့တတင်းကျင်းအောင်လာနိုင်ခြင်းရှိတယ်အဲ့လိုလေးရောရှိတယ်ကိုပေါင်းကတော့နှစ်တင်းစလုံးနှစ်ပွဲစလုံးအောက်သွားနိုင်တယ်ဘာလို့လဲဆိုတော့ဟိုလက်ရှိကားလန်ဖောင်ကြီးအရာရော flow ကြီးအရာရောကမိနေတာဆိုတော့ကိုပေါင်းအောက်ကိုတော့နှစ်တင်းစလုံးဝင်သွားနိုင်တယ် အပေါ်တော့ကျွန်တော်မကြိုက်ဘူးဘာလို့စပိန်ကလည်းမနေ့ကတောက်လျှောက်အပေါ်တက်ထားတယ်။ဟိုပြီးမြားလိရမနေ့ကနှစ်ပွဲသလုံးအပေါ်တက်ထားတာဆိုတော့အပေါ်ကတော့အန်ဒီအများကြီးပေါ့နော်။အဲ့ကျွန်တော်ကတော့ဂူပေါင်းအောက်တီပဲကြိုက်တယ်အင်ရှင် real ob တို့လေးပဲကြိုက်ပါတယ်เนาะအော်ဒီနေ့မှာကျွန်တော်ကြိုက်ခဲ့တာတွေက everdan ကြိုက်တယ်ဂူပေါင်းအောက်ကြိုက်တယ်ပြီးရင် sasuo နဲ့ genoa မှာ genoa body ကြိုက်တယ် lazio နဲ့ kaklia မှာဆိုရင် lazio body ကြိုက်တယ်ဂူပေါင်းအပေါ်မောင်းထဲမှာ sort ဖို့အကြံပေးထားတယ် ဗီယိုအိုဗီဒိုဘော်ဒီကြိုက်တယ်ပြီးတော့ကိုပေါင်းအောက်ကြိုက်တယ်နော်အော်ကျွန်တော်တူတယ်တော့6ပွဲပေါ့နော်တကွက်ကတော့လာစီကိုဘောတော့ဒီမောင်းနေလောက်ပဲဆော့ဖို့အကြံပေးထားတာပေါ့နော်အော်ဒီနေ့တော့ဒီလောက်ပါပဲနော်ကျွန်တော် wine spec code လေးတကုတ်ထုတ်ပေးမယ်ဒီပြောဖို့မင်းဒီဖင်လန်ဖင်လန်ရှိမယ်ကျွန်တော်တို့ဟွာရှိမယ်နောက်တစ်ခုဒိန်းမတ်ကမစ်ဂျီလန်တပွဲရှိမယ်ပြီးနယ်ဒါလန်နယ်ဒါလန် wine ah sorry မြန်မာချန်ပီယံလိရောကျော်ဒီချာလေးပြန်ဖိုက်တာဒီနေ့လဲကျွန်တော်၃ကွက်လောက်တော့ဒီချာလေးယူပေးထားမယ်အဲ့အထွေကနေကျွန်တော်ဒါမမ်ဘာ၂ကွက်ချပေး free တစ်ကွက်ချပေးမယ်နော်အဲ့လိုလေးကျွန်တော်လုပ်ပေးထားပါမယ်အဲ့တော့မမ်ဘာညီကိုလေးကတော့ဒါ free channel မှာဝင်ကြည့်ပါ၃ကွက်ရပါလိမ့်မယ် free ရတော့တစ်ကွက်ဒီနေ့ free နဲ့မမ်ဘာကျွန်တော်မတူအောင်ယူပေးမလို့ပေါ့နော် free နဲ့မမ်ဘာညာတူနေလို့ရှုံးနေရလားဘာလို့လဲတော့မသိဘူးဗျာကျွန်တော်ကြွေကြတယ်ဟိုနမိတ်တွေလည်းကောက်ရတာဘယ်လိုကြီးကောက်လို့ကောက်မှာမသိတော့ဟိုကိုယ်လည်းညံ့တာလည်းပါတာပေါ့နော်ဟို ကြောက်တဲ့ပွဲတွေကအောင်တော့မနေ့ကဆိုဝတ်ဆန်းကျွန်တော်ကြိုက်တာပဲဒါပေမဲ့မပေးရဘူးလीနော်မပေးရတော့အောက်တင်းဖြစ်နေအောင်မပေးရတော့ကြောက်တော့ကြာတာပေါ့ဟိုကြောက်ကြိုက်တဲ့ပွဲပြီးတော့ကြာတယ်အောက်ဒီနိုင်တဲ့ပွဲကြမပေးရအဲ့လိုဖြစ်နေအောင်နော်အဲ့တော့ဘလို့ဖြစ်နေလဲမသိတော့အန်ဒီရောဟိုဘလို့ကတော်တော်လေးသူခဲ့တယ်အန်ဒီအများခဲ့တယ်ပေါ့မနေ့ကဟိုတနေ့ရောပေါ့နော်အော်စနေဟောတနေ့ကတော့အဆင်မပြေဖြစ်သွားတဲ့အတွက်လည်းဒါ sorry ပါကျွန်တော်တို့ဒါဒီနေ့ကစပြီးတော့ပြန်ပြီးတော့အကောင်းဆုံး fight ပေးပါမယ်မလဘန်ချန်ပီယံလိကောင်းကောင်း ရွေးချယ်ပေးမယ်ပြီးရင်လို့ရှိရင်ကျွန်တော်တပတ်ကလည်း Champion League ပြီးရင် Europa League เนาะနောက်တစ်ပတ်စနေနေ့ပြီးရင်ကျွန်တော် International Break ကလာပြီကျွန်တော်အချိန်ကပြတ်သွားပြန်ပြီเนาะအော် International Break ကဒီ17လပိုင်းမှာပဲ17လပိုင်းအဲ့ဒါကြီးမရှိတော့ဒါဒီဒီ International Break ကနောက်ဆုံးပါပဲเนาะအော်ဒီတစ်ခါတော့တီးခံရမယ်ဗျာ International ပွဲလည်းရွေးရမှာပဲဗောเนาะအော်ဟိုကျွန်တော်ဘယ်လိုပြောရမလဲအကောင်းဆုံးတော့ပြန်ပြီးတော့စိတ်အေးအေးနဲ့ပြန်ပြီးစူးစမ်းပေးမယ် အဲကျွန်တော်ညီကိုရေလဲအဲစိတ်မလောပါနဲ့အရင်လဲစိတ်မညစ်နဲ့ရှုံးမဲမပြီးတော့လဲမလိုက်ဖို့တော့အကြံပေးချင်ပါတယ်နော်အဲတော့ကျွန်တော်ခဏလေးအားလုံးပြန်လဲတွေ့ဆုံကြပါမယ်အဲတော့ကျွန်တော် Viber Channel တကယ် Channel မ Join တဲ့ညီကိုရှင်းရင်လဲဒါဒီဒီရဲ့ comment မှာ description မှာကျွန်တော် link လေးချပေးထားပါတယ်နော် ကဲတော့ဒီနေ့တော့ဒီလောက်ပါပဲအားလုံးအဆုံးထိကြည့်ပေးကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်အာမလဖန်ညမှာကျွန်တော်ပြန်တွေ့ကြပါမယ်နော်မလဖန်ကျွန်တော်ညညနေပိုင်းလောက်ပဲဗီဒီယိုတင်ဖြစ်အစော်ကြီးမတင်ဖြစ်ဘူးပေါ့နော်ဘာလို့မလဖန်ချန်ပီယံလိကြီးပြောင်းကြီးပြောင်းနေရနည်းနည်းကြီးမားမားရှိရဒီဥရောပပွဲစဉ်တွေချန်ပီယံလိရောယူပါလီရောညနေပတ်ကြီးပြောင်းနေပေါ့နော်အာကြီးပြောင်းလေးချင်းစောင့်ကျင်နေအဲ့တော့ညနေလောက်ဒီလိုအချိန်လေးဖြစ်ကောင်ဖြစ်မယ်ပေါ့နော်မလဖန်လည်းရုံးပေးရဆိုမှကျွန်တော်နေ့လည်းလောက်မတင်ဖြစ်တော့ဘူးဒါညနေနဲ့ဒီလို9နိုင်ဝင်းနေလောက်မှာပဲဗီဒီယိုရိုက်ပြီးတော့တင်ပေးဖြစ်တော့တယ်ပေါ့နော်အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲအား ားလုံးမင်္ဂလာရှိသောညချမ်းလေးဖြစ်ကြပါစေအားလုံးကိုယ်နိုင်ပါအားလုံးကိုလက်ပါခင်ဗျာ